အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကျွန်မဖတ်ပြမှာကတော့ဆိုင်းဆရာမခင်ခင်ထူးရဲ့မေတ္တာစာဆိုတဲ့ဝတ္ထုတော်လေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်။မေတ္တာစာဒီကနေ့ယောဟောင်းဘက်စီကိုတာအေးသွားရမည်။အမေကြီးကြီးတော်ဘုံတယောက်သူ့စာကိုမျော်လှရှာရော့မည်။သူ့စာမဟုတ်ပါဘူးလေ။သူ့မြည့်ရဲ့စာပါ။တကယ်ဆို ကြီးပုံစီကို ကိုတာအေးသွားတင်လာကြပြီ။သွားရမှာကိုလည်းဝင်လေးနေခဲ့သည်။ဒီလိုရွာဟောင်းကအမေအိုစီသူစာတော်တော်ပို့နေရတာခောက်ခောက်ခါခါရှိခဲ့ပါပြီ။တစ်ခေါက်ဆိုတစ်ခေါက်အမေအိုကိုသူတန်ရောစဉ်ဖြစ်ရသလိုအတနာလဲပုံမိရပါ၏။နေကင်းကနေပူလွန်းလာကြောင့်ညနေဆောင်ကျမှရွာဟောင်းဘက်ထွက်ခဲ့ရ၏။ရွာဟောင်းဆိုတာကဝေးဝေးလန်လန်တော့မဟုတ်ပါ။ညောင်ငုတ်တူရွာက ပဲ့ကြံခဲ့သည့်ရွာဖြစ်သည်မြစ်ကန်းသားရွာဆိုတော့မြစ်ရေအတိုးကျမ်းသည့်နှစ်တစ်နှစ်တုန်းကကဘာတွေပုတ်လုံးကြီးလုံးလောက်ပြိုကျခဲ့တာတလျှောက်ကြီးငโกနေရာမှာမြေဆိုလို့ကဘာဆွဲနေရာကွက်ကွက်ကလေးသာကျန်ရစ်ခဲ့တရွာလုံးကတော့ရွာအရှိကွင်းဆက်ကိုပြောင်းကြရသည်ရွာဟောင်းမှာကြံကောင်းကြံရအင်္ဂလေးတဲကလေးတွေလောက်သာကျန်ခဲ့သည် အထူးသဖြင့်အင်မတန်ဆင်းရဲကြသူတွေသာကြံရစ်ခဲ့ကြခြင်းဖြစ်သည်မြစ်ဖဲလိုပဲ့ကမှပဲ့ရောကျုပ်တို့တော့ရွာနောက်တကောက်ကောက်မလိုက်နိုင်ပါဘူးနောင်မှရောက်ရပဲကြံရစ်သူတွေက ကိုဝေဒနာနဲ့ကိုဆိုတော့ဖြစ်လာမှရင်ဆိုင်ကြရတော့မည်ဆိုသည့်သဘောပြောခြင်းဖြစ်ပါ၏ကြီးပုံကတော့ဘာထူးမှာတော့ရွာဟောင်းမှာမြေကန်းဆိုရင်မေးတင်ကြံရစ်ခဲ့သည် အခုတော့ မူရင်းညောင်ငုတ်တို့ရွာကရွာဟောင်းဖြစ်ရပြီးရွှေ့သွားသည့်နောက်ပေါက်ရွာကညောင်ငုတ်တို့ဖြစ်ရပြီးမြေဝဲတွေနှုတ်ပြီးစမို့အခင်းတိုင်းကဟင်းလင်းနေရောင်က မြစ်တောင်တချမ်းကိုအလင်းရောင်ပေးထားသေးသည်နေလုံးပက်လက်ဆိုတော်လဲရွာဟောင်းကိုလှမ်းမြင်ရနေသေးသည်ထင်းမိခိုးတွေဥဥထနေသောတဲကလေးတွေကို ကန်းထိတ်ကလှမ်းကြည့်ရင်ကိုသားအေးတပြင်းချမိ၏တစ်ဖက်မှာ မြစ်ကပယံကြီးပတက်ရက်လျက်တစ်ဖက်မှာတော့ကဘာဆွဲကလေးနေရသမျှကုတ်ကတ်တွေနေချရတော့လဲဘသူကမှဒါကိုနာကောင်းသည်မထင်ဘယ်တော့ကိုနိုစီရွာဟောင်းလားအေးအမေကိုရှိသမဟုတ်လားရှိလောက်ပတယောက်ကကြီးပုံကိုလှမ်းអော်ပေးသည်ကြီးပုံတို့တဲစီကဘာမှအတမ်းမပြန်အိစာမရှိ ူတာအေးတဲပဝါရောက်မှအံ့ဩသွားအောင်လိုရအောင်မြည်ဟုတွေးထားသည်ကူတာအေးကជីပုံကိုစနေကြသူလာလာမြင်လျင်ជីပုံပျော်လိမ့်မည်ပြီးလျင်ငိုလိမ့်မည်သူပြန်ထွက်လာလျင်ဆာရွက်ကလေးကင်ကကြံရစ်ခဲလိမ့်မည်ကူတာအေးတဲပဝါကအကဲခတ်သည်အတွင်းမှာတော့မှောင်နေပြီជីပုံကျုပ်ရဲ့တာအေးရဲ့မြည်တော့လေးစီကစာပါပါဗျာငွေပါပါဗျာ ကြီးဘုံကျုပ်ရဲ့ကိုตาအေးကညောင်ငုတ်တို့ရွာသားဆိုတော့လဲတောင်သူလောက်ကိုလောက်သူမဟုတ်ပါချက်နိုစီကိုမျိုးကလက်ဖက်ဆိုင်နေမှာသွားသွင်းရတော့နိုစီပို့သမားသာဖြစ်သည် ကိုตาအေးကလူရိုးလူဖြောက်ငွေကြီးစိတ်ချရသည်နိုစီကုံတယ်က ကိုตาအေးကိုအထူးယုံကြည်ကိုးစားသည်မျိုးကိုပို့ခိုင်းသည့်နိုစီဘုံတွင်တင်မောနှစ်တင်ကမန္တလေးပို့ရသည် လုရှင်ဥပသိမ်းမာတာတွေစိတ်ငတ်အောင်လုပ်ခဲ့ရသည် အပြန်ငွေခံခဲ့ရသည်ရွာရောက်တော့ငွေနှစ်စရင်ရှင်းရသည်ကိုသားအေးကဒီလိုနိုးစီပို့လာတာပင်6နှစ်ထဲရောက်ခဲ့ပြီငွေ6ပြားအကွာအဟားမရှိအအံ့အတော်မလွဲခဲ့ညောင်ငုတ်တို့နှစ်မန္တလေးကူးရတာနှစ်ပင်ဒူးဆက်ခောက်လိုက်ခဲ့ပြီတိုင်ဇီတို့ဟာဟောဒီဒစိမ့်နဲ့စေရှာကိုအကဲစံကွာ တမ်းမီတို့အိမ်မှာတွေ့လို့ရက်ကြည့်တာကောင်းသဟာကိုရီးတားအေးချော်စိတ်ကလာပေါ်တို့အိမ်ဝင်ပြောခဲ့စမ်းမှာတော့အမင်းနေမကောင်းဘူးလို့ရွာလာနိုင်ရင်လာခဲ့စမ်းပါလို့တချို့ကမန္တလေးဆိုတာနဲ့တနေရာတည်းလို့ထင်ကြသည်မန္တလေးသွားရင်ရွာမှာလို့ဘသူမဆိုတွေ့နိုင်သည်ထင်ကြသည်ကိုတားအေးကတော့သဘောတကာရကောင်းသူဆိုတော့သွားပြအောင်သွားပေးလိုက်တာများပါ့။ဒါအေး ငါတူတော့အာနာသကွာနိုးစီပုံးနေနဲ့မနိုင်မနှင်းဖြစ်မှလည်းစိုးပါရဲ့တည်တီတောင်ထိပ်ပေးလိုက်ချင်လို့ဆရာတော်ဥဟုတ်တူတာတောင်ပို့ကျင်တာဖြစ်ပါမလားဖြစ်ပါတယ်လူလိုက်ပါမယ်စကားလူကြုံစားလူကြုံမှားကြတာရှိသလိုပစ္စည်းလက်ဆောင်ပါကြတာများလည်းရှိနီနီနာနာမှားကြသလိုဝေးဝေးလန်လန်မှားကြတာလည်းရှိသည်အသွားမှားလို့အပြန်လွတ်သည်မရှိ အပြန်လဲတသေးတဘောတဲခဲရသည်တာကိုတားကြီးကတော့ဒီလိုလှုပ်ပြရတာကိုကုသိုလ်ရသည်ဟုခံယူသည် သူတပားအချိုးဆောင်ရတာပဲလေလို့တွက်သည်ကြီးပုံကတော့မှားလေးမရှိပါ သို့တော့မန္တလေးရောက်နေတတ်သည့်မြီးဖြစ်သည့်မောင်ဖိုးလူဤစာနှင့်ငွေကြုံကိုတော့မျှော်ရှာသည်ဖိုးလူကမန္တလေးအထက်ဆင့်ကူးတပိတ်ချင်းဖက် ရွှေတောမှာအလုလုနေတော့မန္တလေးကသူ့ဆရာအိမ်ကို ငွေနှင့်စာပို့ပေးထားတတ်သည်ဒါကိုကိုတာအေးဝင်ရခြင်းဖြစ်၏အမေကြီးကျွန်တော်မောင်ဖိုးလူစာရေးလိုက်ပါတယ်အမေကြီးတုံးမှုငွေထည့်ပေးလိုက်ပါတယ်အမေကြီးလူစရာရှိတာလူပါနေကောင်းနေပါအမေကြီးအမေကြီးနေမကောင်းဖြစ်မှာကိုပဲကျွန်တော်ပူတာအနားမှာမနေနိုင်တော့ပူရတာပေါ့ကျွန်တော်လည်းနေကောင်းပါတယ်အမေကြီးတုံးလို့ပိုတဲ့ငွေကိုတင်ထားပါညောင်ငုတ်တို့ဘက်မြေဝယ်ပြီး ရွာပဲရွှေ့ရအောင်လို့ကျွန်တော်ဆရာကလွတ်တဲ့နေ့ရွာခဏပြန်ခဲ့ပါဦးမယ်လူကလေးမောင်ဖိုးလူအလားစာရွက်ကိုဖြစ်တယ်လို့ဆုပ်ပြီးရေးလိုက်သည်စာဒီစာကလေးကိုကြီးပုံကပဲကြီးရဲ့တွန့်နေသည့်လက်ချောင်းလီလီကလေးတွေနဲ့ကင်ကစလုံးတွေကိုတီမွဲ့မွဲ့မျက်လုံးလေးနဲ့တလုံးချင်းလိုက်ကြည့်တတ်သည်ကြီးပုံကကြည့်လို့သာကြည့်ရှာတာပါလေစာမတက်ရှာတော့မောင်ဖိုးလူရင်ွေကလေးမှတစ်ဆက်ရစေတော့သဘောဖြင့် ကင်ထားမှန်းကိုတာအေးသိပါ၏ရွှေတော်စီကလာသည့်စာဘလောက်ဝေးမှန်းလဲမသိဘသူနှစ်ဘလို့ရောက်ရောက်လာတယ်ဆိုတာလည်းမသိရွာကနေမြို့ကိုနှုတ်စီတော်တော်ပို့သည့်ကိုတာအေးရှိလို့သာတဆင့်ခံရောက်လာတာလောက်သိရှာသူဖြစ်သာအေးကြီးကျမ်းမာချမ်းသာပါစေသူတပားကျိုးဆောင်လို့ကိုကျိုးများတလုံးတော်ရတဲ့ပြေပါစေတော့မောင်မင်းကြီးသား တစ်ခေါက်ပြန်ဖတ်ပြပါဦးကွ။ငါဖြင့်ငါမည်စာကြားရတာဝတယ်ကိုမထင်ဘူး။စာတစ်ခေါက်လာပို့တိုင်းကိုတာအေးကဒီလိုနှစ်ခေါက်ပြန်ဖတ်ပြရမည်။လူကလည်းဟိုစကားဒီစကားပြောရင်တအောင်တဖြုတ်ထိုင်ရမည်။ကိုတာအေးရောက်သွားတိုင်းလဲជីပုံကဝင်းတာသည်။မြီးစီကတခုခုရတော့မည်ဆိုတာထက်မြီးတရင်တခုကြားရမှာကိုဝင်းတာရှာမှန်းကိုတာအေးသိပါ၏။ ဘာတဲ့ဒုံตาဧငါမိကလေးជីပုံမီမိမယူသွားပြီတဲ့ဗျာမြေချွေမလာပြမလို့တဲ့ကိုตาဧနောက်တည်းခါជីပုံမျက်နာပြတ်တာမျိုးမရှိငါမြေเจ้าငါတိဆုံးပေါ့ကွယ်ဆိုသည့်မျက်နှာခံနှင့်ပြုံးနေတတ်သည်ဒီလိုပြုံးကိုကိုตาဧအလွန်စိတ်ချမ်းသာသည်သူမိခင်ရင်ပြုံးတယ်လို့ခံစားရသည်ရွေးကြီးရွယ်ဝမိခင်တယောက်ဤရင်ထဲနှလုံးထဲကလှိုက်တက်လာသောအပြုံးမျိုး ယောမဲအိုနဲ့တကယ်ပြောတာဗျကောင်မလေးချမ်းသာတဲ့နှာတောင်းတစ်ဖက်ဘုံရောင်းလောက်ပန်သာတဲ့ဗျာနှစ်ဖက်ပန်တော့မျက်နှာမော့မရလို့ဖို့လူတောင်မရမျက်နှာမမြင်ရဘူးပြောတာပဲကိုသားအေးကနောက်လေးជីပုံကပါကလေးခွတ်အောင်ยีလေးတော်တယ်တခြားမှမရှိတော့သဖုံးညို့ညို့ကလေးတွေပင်ယုံထွက်တော့မလားထင်ရသည် မျက်နာပေါ်ကဇရာအေးချောင်းတွေပဲစန့်ပြန်သွားသလားထင်ရသည်ခုခုခိခိရည်တန်ကချွဲတန်နေပါတော့လေတကယ်ပျော်သည့်အပျော်တန်ဖြစ်သည်သာအေးရဲ့မင်းပြောသလိုဆိုငါမီးကမိမယူတာမဟုတ်တော့ဘူးဘုံရောင်းယူတာနေမှာမင်းနဲ့ကွယ်ပြောမှာပြောတတ်ပလိကိုတိုင်ကငွေကိုတေးသေးချာချာရေးတွက်သည်စားတဲ့ပါတီငွေရေးတွက်နှစ်ကြိုက်အောင်စာကိုတစ်ခါပြန်ကြည့်သည် မှန်ပြီဆိုတော့မှဈာနှင့်ငွေကိုအပ်သည်ဒီလိုခါမှာတော့ជីပုံငိမ်သွားတတ်သည်ချက်ချင်းမျက်နှာညှိုးကျသွားသလိုမျက်ရည်ကလေးလဲလာတတ်သည်ဒီလိုမြင်ရပြန်တော့ကိုသားကြီးစိတ်မကောင်းပြန်မိကလေးကိုတတိယဟန်တူသည်တခါတလေများငိုနေလို့အားပေးရတာလည်းရှိ၏ជីပုံရဲ့မောင်ဖိုးလူထွက်ရှာနေတော့သူ့အတွက်ရောជីပုံအတွက်ရောအဆင်ပြေတာပေါ့ရွာထဲမှာအမဲဦးတွေများလာပေါ့ ကြီးပုံလောက်ဘသူစိတ်ချမ်းသာကြလို့တော့မြီးပွေထားမယ်အရွယ်မှမဟုတ်တာဗျာလိမ္မာသာဝင်းတာပါအောင်ဗျာအေးပါကွယ်ငါမြီးလေးကတိတက်လွန်းလွန်းပါကြီးပုံနေတတ်ပါတဲ့ဖိုးလူငယ်ငယ်ကဆိုးပြီးထင်တာလိမ္မာရှာလို့ခေါင်းအေးရပါရဲ့သူချွေးနေစာမဆားရပောင်တော့ကျုပ်ကကုံစရာမရှိပါဘူးလှူတာပါရှိတာပါ ဒီလိုနှင့်မင်းကိုသားရေးတယောက်ကြီးပုံနှင့်မြီးဖိုးလူတို့ကြားတမားရွှေကျေး ဖြစ်ခဲ့ရသည်ဖိုးလူစီကစားကြုံငွေကြုံမလာတာကြလင်းကိုသားအေးကပင်မျောတက်နေပြီဖိုးလူစားလာတိုင်းကပန်းမှာမြေပြင်နှင့်ရေးထားလေးရှိရာစိတ်ရောက်လျင်ကပန်းကရက်ဆွဲကိုဖတ်ရင်းရက်တွက်နေတာများပင်ရှိပါ၏ငါးတောင်ဒီလောက်မျောရင်ကြီးပုံတော့မျောရှာပြီရောမယ် ဖိုးလူမိဘများဆုံးတော့ကြီးပုံကပဲအိုကြီးအိုမနဲ့လူလုံးပေါ်အောင်မွေးခဲ့ရတယ်။လူဆိုတော့ထန်းစီမှုလို့ဘယ်ထပင်အောက်ကောက်ကောက်မရနိုင်ပဲကိုမောင်သားအေးရဲ့ကိုမိသားကိုလဲကြပြန်တော့မုံဆိုးမဘဝနဲ့ပဲနှုတ်ကြွေးခဲ့ရတယ်။မိဘများလိုလိုက်ခဲ့တော့ဖိုးလူကဆိုးကျင်သားမိဘများမရှိတော့လဲဖွားအီကိုအဖေမှတ်ရတဲ့ အမေမှတ်ရှာတယ်။သူခမညာပညာလဲကောင်းကောင်းမတင်ခဲ့ရရှာပါဘူးကွယ်။ဦးစင်းမှတ်ကျေးဇူးနဲ့ရေးတဲ့ဖတ်တတ်ရှာလို့တို့သေးရဲ့အောင်းမရတဲ့။ကြီးပုံကစိတ်ကူးရလင်ရသလိုမြေးပွားပွားတွေကိုပြောနေတတ်သည်။တရားတဲ့အတူနေတယ်မို့တိပိသားအကြောင်းအရာတွေဆိုတော့လေအမေအိုအလွမ်းမှပြေးစေတော့လို့ထိုင်နာထောင်ခဲ့ရသည်။ရွယ်ကလေးရောက်လာတော့ဖိုးလူမရွာထုံးစံ တင်းငါဘွားရောက်ရပါ၏လူတကားလူငယ်တွေကရွှေမော်ကြောက်မော်တွေပြောကြတော့ကိုလူကလည်းတွေးကြသည် အမေအိုကြီးထားပစ်ခဲ့လို့မရတော့ရွာကလူငယ်တွေထွက်ကြတိုင်းခိုးလူခမားနွားစာစင်းရင်ပဲမော်နှိုက်ရင်လှမ်းမျောကြည့်ုံသာကြည့်နိုင်ခဲ့သည်ဒီကြားတဲ့မြေကြီးကရွာတချမ်းဖဲ့ပစ်လိုက်တော့မြေကပားစွန်းရွာဟောင်းမှာဖွားအေကြီးကိုထားခဲ့ဖို့ခိုးလူမတွေ့ရပြန်ဖွားအေက မိကလေးမှာဒီယောဂရှိမှန်းသိတော့သွားဖို့ခွင့်ပြုရှာသည်မိကလေးခမလူငယ်တဘာဝတုံးခြင်းဆွဲခြင်းပြေဆုံးခြင်းရှာလိမ့်မည်ယောမှာတင်းငါဘဝနဲ့ဆုတ်ဆုတ်ကံရသည့်အဖြစ်လဲဂျီးပုံအဖြစ်မခံနိုင်တာပါပါ၏သူတကကလေးတွေယောကိုပြန်လာကြတာအဆင်ပြေကြတယ်ကြားတယ်မမီးလေသွားကျင်သွားလေအမေကြီးနေတတ်ပါတော့ရွာကောင်းတော့တစ်စလောင်းနဲ့ အမေကြီးကိုထမင်းတလုတ်ရေတမှောက်တော့ကမ်းမဲ့သူကြီးပါ။ငါမြည်စိတ်ဖြောင့်ဖြောင့်သွားရော့။ဒီကလေးကဖိုးလူလဲရွှေတောကိုရောက်ခဲ့ရသည်။မန္တလေးကဘာထွေးချောတို့စီသွားတော့ဘာထွေးချောကလည်းချက်ချင်းပို့ပေးလိုက်ရကဖိုးလူရွှေတောတဲ့ဖုတ်ခနဲ့ကြလေတော့သည်။တနစ်ပြေလို့ပြန်လာတော့မျိုးဝမျိုးစားနဲ့ဖြစ်နေပြီ။နာယီကလေးလက်စုပ်ကလေးနဲ့ဖြစ်လာပြီ။အမေကြီးအတွက် ဆော့ဆော့ပုတ်ပုတ်ကလေးကြော့နိုင်သည်ပင်မန်းသလားလူကလေးမင်းသားဒီမဲလာချေကောကွယ်ပင်တော့ပင်မန်းနာပေါ့အမေကြီးရဲ့နွေပူမိုးဆုတ်ပေါ့ရောင်မတင်းငါလောရတာထက်တော့ကောက်တာပေါ့အမေကြီးရဲ့အပောင်းတင်းမှားမှာဆိုတာပါလူကလေးရဲ့အမေကြီးဖြင့်ငါမိညှော်ရတာနဲ့ပတိတောင်ဖြောက်အောင်မစိတ်နိုင်ပါဘူးမပြောရင်ပြန်လာခဲ့ကြားလာလူကလေး ဟုတ်ကဲ့မေကြီးမင်းမပေါ့လေဘာတွေနဲ့တွေ့မှဆိုးတယ်ကွ။အိုးမေကြီးရလေဘောမကြည့်အောင်ဗျာစိတ်သာချပါရော့။မြေးလိန်မာလေးကိုကြည်ရင်ကြီးပုံဝင်းတာရသည်။မြီးလေးရောက်တခိုက်ဒါကြောင့်ဆရာတော်ကိုမြီးဖွားတင်အောင်ဆွန့်ပို့ကြသည်။နဝကာမငွေလှူဒန်းကြသည်။ရာဟုဇေတီပြင်သည့်အလှမှာတအားသမျှပါနိုင်ခဲ့သည်။ ညောင်ငုတ်တို့ရွာဘက်မြေကလေးဝယ်ဖို့တောင်းပြေးကြည့်ခဲ့ကြသေးသည်ဆိုပါ၏စကားပြောကောင်းရာကကိုသားအေးပြန်ပြီးလှုပ်တော့အမေအိုငိုရပြီအိမ်ငုတ်စီကလေးထဲမှာအမေအိုတယောက်ထဲငုံဆုံဖြစ်ကြံရစ်ပြီမိုးရသည်ဖြစ်မြည်ရည်ကြီးချိန်မြေကဘာတွေပြိုတန်ကြတော့လဲကိုအသက်ကိုမဘူးရေထဲမြည်တဲ့ကမြည်ကိုတတိယသည်ငွေနှင်းစာကတော့လူကြုံနေကြုံတယ်လို့ရောက်လာပါ၏ကြီးပုံက စားမမျောငွေမမျောမျိုးကိုသာမျောသည်ရွယ်ကြီးရွယ်အိုဆိုတာသိကြတာမဟုတ်မျက်စိအောက်မှာမျိုးကလေးရှိစေခြင်းရှာလိမ့်မည်မောင်ဖိုးလူခမရလဲဖွားရည်လို့လူကိုယ်တိုင်တလားတစ်ခေါက်မရောက်နိုင်သလိုပဲစားနှင့်ငွေကလည်းပုံမှန်ထဲ့နိုင်ရှာသူမဟုတ်လက်ထဲမှာငွေစားလေးစူးစောင်းမိသည့်အချိန်နှင့်ရွှေတော်လူကြုံရှိမှမန္တလေးကိုပို့တာမဟုတ်လား တခါတလေ3-4လလောက်စားမလားသတင်းမကြရှိတတ်သည် ကိုตาအေးကတော့ဝတ္တရားမပြတ်ရှာပါဘာထွေးချောတို့အိမ်ကိုတကူးတကသွားနေကြမင်းနေကြရောက်နေတော့လဲယူလာယုံမရောက်ဘူးဆိုတော့လဲနှုတ်ဆက်ပြန်ခဲ့ယုံတခါတလေမြီးဖွားကြကိုတိုင်းမင်းရွှေတော့လိုက်သွားခြင်းစိတ်ပေါ်မိပါ၏ဟဲ့ตาအေးဂျီဘုံကမင်းနေတယ်သွားလိုက်ပါဦးဟဲ့ ရဟောင်းဘက်ကတရားရောက်နှင်းဆောင်လို့ဒီလိုအမှားစကားကြားရလျင်ပင်နေမထီထိုင်မသားများပင်ဖြစ်ရတော့သည်။ gain ဒီတစ်ခေါက်တော့ငါကိုယ်တိုင်ရွှေတော့ပဲလိုက်သွားအောင်မယ်။ကိုသားအေးစိတ်ထဲတေးထားရမိသည်တိ။ကိုသားအေးရွှေတော့ပဲလိုက်မည်တကယ်ကဲလုံနေသည့်ခေါက်မှာပဲဖြစ်သည်။ခါတိုင်းအခေါက်တွေလိုပဲနှုတ်စီပုံးတွေပို့ပြီးလို့ဘာထွေးချောတို့အိမ်အဝင်မှာပင်မောင်ဖိုးလူတည်င်းကစီကြုံနေတော့၏။ တင်းစကားကကိုတားအေးရင်ဘက်ကိုစောင့်တွန်းလိုက်သလိုအင့်ငနေဖြစ်သွားရတော့သည်ဟုတ်ရဲ့လားဖြစ်နိုင်ပါမလားမောင်ဖိုးလူကလေးရွှေတောမှာဆုံးသွားရှာပြီတဲ့ဒီကြရဲ့လားဗျာဟုတ်ရဲ့လားဗျာဟုတ်တယ်မောင်ကအေးရဲ့မင်းဘာထွေးချောမနေ့ကပဲပြောရတာရွှေတောကိုဖုံးလာလို့မောင်ဖိုးလူငှက်ဖျားနဲ့ဆုံးရှာတဲ့ ကောင်းကနေရေတိမ်နှိရှာတာတချို့ကလည်းတော့ကင်တယ်လို့လို့ပြောကြတာပါကွယ်သူ့ဖွားအကြီးကြရင်ရင်ကျိုးရှာမှာပဲဘာထွေးကျော်စနီးအကြီးကြီးကပြောရင်ငိုသည်အကြီးကြီးငိုတော့ကိုတားကြီးလည်းငိုရပြီအကြီးကြီးဟာကျုပ်ကဒီတစ်ခေါက်ဖိုးလို့စီလိုက်သွားမယ်တောင်စိတ်ကူးထတာကြီးပုံခမညာကြီးစီကစားမလားလူမလားတမျောတဲ့မျောနေရှာတာဗျာ ကျုပ်ကဘလို့မျက်နာနဲ့ជីပုံကိုသွားပြောရမှာတော့ဒီလဲစိတ်မကောင်းချက်တော့ကွယ်ဘယ်နဲ့လောက်ရမှန်းတော့မသိပါဘူးဒီတင်းရွာကတော့ရောက်မှာပဲဒါပေမဲ့လောလောဆယ်အုပ်ဆိုင်ထားခြင်းသေးတယ်ဖြစ်သူကဖြစ်မှာတော့အမေအိုကြီးမထိခိုက်စေခြင်းလို့ပါဟာကြတော့အောင်တင်းတို့နဲ့တိုင်မင်းပေါ့ကွယ် ်ဦးသားအေးပြန်သာလာခဲ့ရတော့လဲစိတ်ထဲကယူကြုံမရဖြစ်နေရပါ၏။နှုတ်စီစီးရင်မှာပင်စိတ်မရှိရွာမှာဘလို့အုပ်ရဆိုင်ရပါမလဲဆိုတာစဉ်းစားလာခဲ့သည်။ရွာလူကြီးကိုအောင်တင်နှင့်တိုင်ပင်ရသည်။နောက်ဆုံးတော့ရွာကဖုံးလူအတွက်ကုသိုလ်ဝင်ကြသောငွေ3000ကိုជីပုံစီပို့ပေးရတော့မည်။ជីပုံကိုဒီတည်င်းစကားပြောမှဖြစ်မှာပေါ့လို့ပဲ ကိုအောင်တင်ကဆိုသည်သူဘလို့လုပ်ရရမှာလဲအိမ်ရောက်တော့ကိုတာအေးစားတဆောင်ရေးသည်ရွှေတော်ကမောင်ဖိုးလူကအဖွားထံပေးသည်စာမောင်ဖိုးလူလက်ရင်းနဲ့မောင်ဖိုးလူစာတွေကိုသူကြိမ်ဖန်များစွာဖတ်ဖူးခဲ့တာမဟုတ်လားအလားစာရွက်တစ်ရွက်ကိုစုပ်ပြီးစာတဆောင်ရေးပြီးရဟောင်းဘက်ကိုကိုတာအေးထွက်လာခဲ့ခြင်းဖြစ်တဲတဲမှာမှောက်နေပြီး ကိုตาရဲ့အတန်ပေးတော့လဲတဲတဲကအတန်ပြန်မလာတော့အပေါကကငုံကြည့်လိုက်သည်ကြီးပုံရှိသားပဲကိုตาရဲ့ကပဆန်တုံနှင်းစာကိုကိုင်းရင်တဲတဲဝင်လိုက်တော့ကုပစ်ကလေးပေါ်မှာကြီးပုံလှဲနေသည်ခါတိုင်းလိုနောက်ချင်ပြောင်းရင်စိတ်မရှိတော့ကြီးပုံပေးမှာဝင်ထိုင်ရင်နှစ်ဖူးကိုဆန်းကြည့်သည်ငွေငယ်ကလေးနှွေးလို့ကြီးပုံဘာစားပြီးပြီလဲဆိုတော့စားခြင်းစိတ်မရှိလို့မစားရသေးဘူးဆို၏ ုပြစ်ဘေးကသပွဲဝိုင်းကလေးပေါ်မှာအနီးနားအိမ်ကြီးကပို့ထားသည့်ထမင်းနှင်ဟင်းကိုအုပ်အုပ်ဆိုင်ဆိုင်တွေ့ရသည်ကြီးပုံကောင်းကလေးကိုမှတ်ခါငုတ်တုတ်ထားထိုင်ရှာပါ၏ကိုတာအေးကငွေ3000ကြီးပုံလက်ထဲထည့်ပေးလိုက်သည်ပြီးတော့မှဆာရွက်ခောက်ကလေးကိုမမောက်တမောင်အခန်းလေးထဲမှာဖတ်ပြသည်ခါတိုင်းလိုအာမရွှင်မဲ့အတန်ခတ်ချောက်ချောက်အမေကြီးလူကလေးစာရေးလိုက်ပါတယ် မေကြီးစီလည်းငွေမပို့ရတာကြပြီရွှေတော်မှာအလုပ်တွေမကောင်းလာဘူးဒါပေမဲ့အမေကြီးလောလောဆယ်သုံးဖို့ရာငွေ3000ထည့်ပေးလိုက်တယ်အမေကြီးနေကောင်းရဲ့မဟုတ်လားနေမကောင်းရင်ရွာဆေးစရာဆရာဝန်းနဲ့ပြပါဆေးဖို့မလောက်ရင်ကိုသားအေးစီကယူပါဒီဝါကျွရင်လူကလေးရွာပြန်ခဲ့ပါမယ်လူကလေးဖို့လူတဲ့ဗျာဒီဘုံကကုပြစ်ကလေးပေါ်မှာငြိမ်နေသည် ဆာကိုတစ်ခေါက်ပြန်ဖတ်ခိုင်းသည်ဆာရွက်ကလေးတောင်းကပုတ်တက်ကြည့်သည်စကားတစ်လုံးမှမပြောကိုသားကြီးကတော့ကြီးပုံများသတင်းဆိုးကြားထားလေရော့သလားတွေးနေမိသည်တဲထဲမှာအမောင်နှစ်လေပူတွေသာရှိသည်ကိုသားကြီးကတော့ခါတိုင်းလိုပေါ့ပေါ့ပါပါစကြံလို့စကလုံးရှာမိတော့လဲတွေးလို့မရနှုတ်ကလည်းစွန့်နေခဲ့သည်ကြီးပုံကတဲကောင်မှာချိတ်ထားသော ဇာတာချင်းကလေးကိုလက်ညှိုးညွှန်ရင်းဆိုသည်မောင်သားအေးကြီးပုံကိုဟိုဇာတာချင်းကလေးဖြုတ်ပေးစမ်းပါကွယ်ဇာတာချင်းကလေးကိုလှမ်းယူပြီးမှောက်ချလိုက်တော့စာရွက်ခောက်ကလေးတွေအားလုံး၁၅ဆောင်လောက်တော့ရှိမည်ကိုသားအေးကိုတိုင်မန္တလေးကယူလာသည်မောင်ဖိုးလူပေးခဲ့လိုက်တော့စာချုပ်တွေဖြစ်သည်ကြီးပုံကမောင်ဖိုးလူစာတွေကို တစောင်းချင်းဖြန့်နေသည်ဘာတွေလုပ်နေမှန်းမသိဘူး ီကနေ့မှာဘာဖြစ်လို့ထူးထူးဆန်းဆန်းရှိနေရတာပါလဲကြီးဘုံဘာတွေလုပ်နေတာတော့ပတ်စံနေတိမ့်လိုက်အောင်လေမောင်တားအေးကြီးဘုံညာကအိမ်မက်တင်မက်တယ်အိမ်မက်မကောင်းဘူးကွအိမ်မက်ထဲမှာလူလေးကတကားလာခောက်တယ်ကြီးဘုံထားဖွင့်ပေးလိုက်တော့ဝေကောင်းစားလာတယ်နဲ့ကြီးဘုံကိုတွေ့တော့မျက်နှာလွှဲနေတယ် မမီးဘာများဖြစ်နေရှာပါလိမ့်မောင်သားအေးရဲ့အိမ်မက်ထဲမှာညောင်ငုတ်တို့မှာမြေဝဲမထားလို့တဲ့စိတ်ဆိုးနေတဲ့မျက်နာနဲ့အိမ်မက်ဖဲကြီးပုံရဲ့မြည်တတိရတော့မက်ချင်အောင်မက်တာပေါ့ငွေနဲ့စာရောက်လာမှာပဲဘာမှမဖြစ်လို့ပေါ့ကြီးပုံရဲ့အဲ့မှာကြီးပုံပတ်စံဘလောက်ရှိတော့ကျုပ်မြေဝဲပေးပါမယ်ကြီးပုံငြိမ်ကြသွားပြန်ดิခဏနေတော့ စာတွေတစောင်းချင်းအကုန်ပြန်ဖတ်ခိုင်းလေသည်ဟူတာရေးကဂျီဘုံစိတ်ကြိမ်နက်အောင်တစောင်းချင်းဖတ်ပြရပြန်သည်ဂျီဘုံကမျက်လွှာချထားရင်းစာဖတ်တန်ကိုတရားနာသလိုနာနေရှာပါ၏ဟူတာအေးရေးလာသည့်နောက်ဆုံးစာအထိနားကလေးပေကနားထောင်သည်ဟူတာအေးပင်စိတ်လှုပ်ရှားမှုကိုတော်တော်ထိန်းနေရသည်စာတွေအားလုံးဖတ်ပြီးတော့စာတွေပြန်ခောက်ဇာတာချင်းနဲ့ပြန်ထည့် ူတိုင်းအနာပြန်ထိုင်တော့ကြီးပုံကလက်ကောက်ဝတ်ကိုလှမ်းဆုပ်သည်မောင်တိုင်းမောင်မီမင်းပြန်တော့လေညီလေးမွေတော့ပါငါတူရဲ့ဒီတစ်ခေါက်စာကငါမြေးရေးပေးလိုက်တဲ့စာမဟုတ်ဘူးကြီးပုံတိတာပေါ့လူလေးဘာဖြစ်လို့သူများကိုရေးခိုင်းလိုက်တာပါလဲစာထဲမှာမေတ္တာတတ်မပါဘူးကြီးပုံတိပါကွယ် ူตาရေးပင်တုံ့လှုပ်သွားခဲ့သည်မြစ်တာတက်မပါဘူးတဲ့လားជីပုံရဲ့ကျုပ်ရေးတာပဲမဲ့ကျုပ်ကလည်းမြစ်တာနဲ့ရေးတာပါပဲဗျာကျုပ်မြစ်တာကလည်းဖို့လူထဲမရော့ပါဘူးကိုตาရေးရင်နဲ့တနစ်တပိုးကြီးခန်းစားလိုက်ရသည်မျက်ရည်ကိုအနိုင်နိုင်ထားရင်းကជីပုံဆိုလိုတော့မြစ်တာတက်ဆိုတာကိုခက်ရေးရေးသဘောပေါက်လာခဲ့ရပါ၏သွေးသားကစီးစင်းလာတော့မြစ်တာတက်ဆိုတာကိုခက်ရေးရေးသဘောပေါက်လာခဲ့ရပါ၏ သွေးသားကစီစင်းလာသောမြစ်တာတက်ရေအိုးသွန်ရေအိုးမှောက်တလဟော့ပြိုကျသောရေမျိုးမဟုတ်တရိပ်တစိမ့်စိမ့်ယူစင်းလာသောမြစ်တာရေစင်ပြင်မာမှောက်လာပြီကိုตาကြီးကစကားတစ်ခွန်းနှစ်ခွန်းသာနိုင်နိုင်ထိမ့်ပြောရင်ကြီးပုံကိုနှုတ်ဆက်ပြီးတဲပြင်ထွက်လာခဲ့သည်မြင်နာတမ်းပင်မှောင်ပြီမြေဆောင်တိုင်းလျှောက်လာရင်ကြီးပုံပြောလိုက်သည့်စကားတွေကိုကြားရောင်နေမိသည် မောင်သားအေးတရက်မြင်းအားရင်ဆရာတော်ကိုအိမ်ပြင်ပေးစမ်းလူကလေးပို့ထားတဲ့ငွေတွေရေစက်ချလူချင်းနဲ့ဂျီဘုံကိုရိုးကိုချီနိုင်တော့ဒီကုတို့လေးလှုပ်ချင်လို့ပါငါမီးကိုမဆောင်တော့ဘူးလူကလေးမလာဖို့များပြီကိုသားအေးမြစ်ကပားဆွဲကရုံးကညောင်ငုတ်တူရွာဘက်ကူတော့နေဆုံဆုံဝင်ခဲ့ပြီမြစ်တီလဲမောင်မဲမဲ ။နောင်ကြီးပုံစီသွားလျင်စာပါလာတော့မည်မဟုတ်ပါ။ခင်ခင်သူအဆုံးထိနာတော်တာဆင်ပေးလို့ကျေးဇူးများ í တင်ပါရရှင်။